င်္ဂလာပါရှင်။ဆရာတညွန့်ရေးသားထားတဲ့ယူမခေါ်တန်းဆိုတဲ့စာအုပ်လေးကိုအပိုင်းကအနေနဲ့တက်ဆက်ပေးပါစီရှင်။မိရထားကြီးကဘူရာလေးကိုရှွရှွမုတ်တံများဖြင့်ဒေါသကြီးစွာဝင်ရောက်လာသည်။ယထာရက်တော်သည့်အခါတွင်လူတစ်ယောက်ကယထာပေါ်မှာတကောက်ပါကြီးတစ်လုံးကိုဆွဲကာခုံစင်းလိုက်သည်။ ထိုနောက်လွေကြီးကိုစလဲတိုင်းလိုက်ပြီးတကားစီတို့လက်လန်ကသမီးရင်လာအဖက်စီလာရှင်မီအင်ကြီးလက်ပြက်ပန်းပွင့်လေးမြတ်ပုံပေါ်ထားသောထမင်းအနီရောင်လေးဝတ်ထားသည်အသက်၁၀နှစ်ကျော်အရွယ်ကလေးမလေးကိုလူကြီးကပွေကအောက်သို့ချလိုက်သည်အဖေထမင်းစားတယ်ဆိုင်ရမှာပေါ့ကွယ် ဘူဓာထဲမှာထမင်းဆန်ရှိတယ်အဖေဝဲကျွေးမယ်လူကြီးကခလေးမလေးကိုလက်ဆွဲပြီးဘူဓာထဲဝင်သွားသည်ဘူဓာထဲတွင်အထက်နှင့်ရောက်နေသောဆိုင်တဆိုင်ရှိသောရက်ကဒီမှာခမညာကျွန်တော်သမီးလေးထမင်းစားလို့ပါထမင်းတပွဲဘယ်လောက်လဲတပွဲကိုတစ်ချက်ခွဲပါပစံကတော့ခုမရှိသေးဘူးတော်ကြပြီမင်းထမင်းတပွဲပေးပါလား တ်ဆံမရှိပဲထမင်းမရဘူးကျွန်တော်တော်တော်ကြာပတ်ဆံရမှာပါအဲ့ဒီတော့ပေးပါမယ်ခုလောလောဆယ်သမီးကိုထမင်းတပွဲလောက်ထည့်ကြည့်ပါနော်တော်တော်တရောင်းစားနဲ့တိုးနေတယ်ဈေးဥမပေါက်ရသေးတဲ့ကြားတယ်ဟေးမင်းအပြော့လွန်သွားပြီငါတရောင်းစားမဟုတ်ဘူးမင်းထမင်းမရောက်ခြင်းနေလူဘမဝနဲ့ငါတရောင်းစားမဟုတ်ဘူး ဲ့လူထွက်သွားစမ်းထွက်သွားဒီဘူရာမှာမူသီးကိုဒီလိုလားမပြောနဲ့လဲပြီးပြတ်သွားမယ်လာလေမင်းပါတာဘာသီးဖြစ်ဖြစ်ငါကယူဆက်ရမှာလားထိုအချိန်တွင်မျက်နှာချင်းဆိုင်ဆန်တဆိုင်မှာလူတစ်ယောက်ထွက်လာပြီမူသီးတော်ကွာဒုက္ခရောက်လာပုံရတယ်ကုညီရမှာပေါ့လာပါဦးလေးကျွန်တော်ဆိုင်ထဲကိုလာဒီမှာထိုင်ပါ ဆွတ်တဲ့ချင်းပြန်တဲ့လူတယောက်ကထွက်လာပြီးမိန်းကလေးကိုလက်ဆွဲခေါ်သည်သူတို့ကိုထိုင်ခုံတွင်ထိုင်စေပြီးကဲဘာနဲ့စမ်းလဲကလေးကိုပဲဘဲဦးနဲ့ထည့်ပေးပါခင်ဗျာဦးလေးလဲစားပါဘမအချင်းချင်းကူညီတာပါတပြားမှပေးစရာမလိုပါဘူးမဟုတ်ပါဘူးကျွန်တော်ခဏကြာရင်ပတ်စံပေးမှာပါဒီကိုလာရင်လမ်းမှာဈေးပြတ်သွားလို့ပါ တာဖာနေရောက်ထမင်းကိုအားရပါရစားကြသည်ထို့နောက်တင်းတော်ခဏနေပတ်စံရမှာပါလာပေးပါမယ်ခဏလေးနော်ဟုပြောကာကလေးလက်ဆွဲပြီးထွက်သွားသည်လူကြီးကလွယ်အိတ်ထဲကလကွင်းတစ်ခုနဲ့ဒုတ်တန်လေးတစ်ချောင်းကိုထုတ်လိုက်ပြီးသမီးဖြစ်သူကိုလှမ်းပေးလိုက်သည်။ကလေးမလေးကလှမ်းယူလိုက်ပြီးပန်းချံလေးရှိထိုင်က လက်ကွင်းကိုထုတ်တန့်ဖြင့်ရိုက်သည်ခြွန်းခြွန်းခြွန်းလူကြီးကဖာကိုခြေထားသည့်ကျိုးတွေကိုဖြီးလိုက်သည်လူတွေကဝိုင်းလာသည် သူ့ဖာဖုံးကိုဖွင့်လိုက်ပြီး လွဲအိတ်ထဲကရေပလင်းကိုထုတ်ကမော့လိုက်သည်တို့နောက်ဖားတဲ့ကိုဖူးခနဲ့မှုတ်လိုက်ရာငန်းတော်ကြမ်းမူကြီးတကောင်ကရှူးခနဲ့ကောင်းထောင်ထားလာသည် ဝိုင်းကြည့်နေသည့်လူတွေကရှဲကနေနောက်ဆုတ်သွားသည်သူကမွေကိုထိတ်ပုတ်လိုက်မွေရှိတွင်တိုင်းကားသလိုရင်းထိုးပြလိုက်လုံနေသည်ကလင်မလေးကလည်းလကွင်းချမ်းကိုတုတ်နှင့်အဆက်မပြေရိုက်နေသည်မွေကလှမ်းပေါက်လိုက်ခုံရှောင်းလိုက်လှမ်းကင်လိုက်ကဲမခံမဲမွေကပေါက်လိုက်လို့နေသည်ကိုလကွင်းတီးနေသည့်ကလေးမလေးကလည်းအဖိအဖော်လင်းများနှင့်စိတ်ဝင်စားစွာတီးပြနေသည် ။နောက်ဆုံးတွင်မွေကငြိမ်ပြီးမွေအလံမဲ့ဆရာကို ကြည့်နေသည်။သူမွေကို လေပင်ကဖန်းကင်ပြီးအမီးကိုဆွဲထုတ်ကာဝိုင်းကြည့်နေသည့်ပရိသတ်ကြီးဘက်ကိုလွှဲလိုက်သည်။လူတွေကထွက်ပြေးကြသည်။မကြောက်ပါနဲ့။သူ့ကို ကျွန်တော်ထိလိုက်နိုင်ပါပြီ။ဒါဟာဟိုးရုံးမတောင်တန်းကြီးပေါ်က မွေပရင်လို့ခေါ်ပါတယ်ရိုးရိုးမွေမဟုတ်ပါဘူးတောကြီးမွေဟုတ်ပါ သူ့အရှိက15ပြီကျော်ပါတယ်။ဒီမွေကြီးကိုတော်တဲ့ကခက်ခဲစွာဖက်ခက်ရတာပါ။သူကရင်စီးမမီပါဘူး။ချက်ချင်းတင်နေပါတယ်။ဒါပေမဲ့စိုးရင်စရာမရှိပါဘူး။မွေကိတ်မှာကြောက်နေသလား။ကင်းကိတ်မှာကြောက်နေသလား။အစ်ရှိတဲ့တိရစ္ဆာန်ကောင်ကောင်ကိတ်မှာကြောက်နေသလား။မကြောက်ပါနဲ့။ကျွန်တော်စီမှာရုမတော်တဲ့ကရလာတဲ့မွေးနိုင်ကမုန်းတွေပါလာပါတယ်။ ဒီမှာမွေးပေါက်ခံရတဲ့သူတွေရှိပါသလားချက်ချင်းလက်တွေကုသပြပါမယ်ထွက်ခဲ့ပါမွေးလမ်းမဲ့ဆရာကအတန်ကောင်းကောင်းနဲ့ပြိသက်ကိုစိန်ခေါ်တယ်လို့လှမ်းကြည့်ရင်မွေးကြီးကို အောက်သို့ချလိုက်သည် မွေးကပပင်းကို လူတရက်နီးပါးထောင်ပြနေသည်ဟုတ်ပြီဒီမှာကြည့်ပြီးတော့သူ့လွယ်အိတ်သေးကဓမြောင်တစ်ချောင်းကို ထုတ်လိုက်သည် ထို့နောက်သူ့လက်ဖြန်ကိုလှီးလိုက်သည်သွေးတွေကပန်းထွက်လာသည်ကြောက်ပြင်တစ်ခုကိုထုတ်ရေပလင်းထဲမှရေကိုလောင်းပြီးဆေးမြစ်ကို သွေးလိုက်သည် ထို့နောက်ဆေးအနစ်များကိုဒဏ်ရာပေါ်လင်းလိုက်သည်ခဏကြာတွင်ဒဏ်ရာနေရာကိုရေလောင်းလိုက်ရာထူးဆန်းစွာဒဏ်ရာကအရာပင်မကြံခဲ့အောင်ဖြစ်သွားသည်မြို့ကြီးတွင်မှာတော့ဝေကြိုက်ချင်မှကြိုက်မယ် ထိခိုက်ရှာနာတာတွေတော့မကြခဏဖြစ်မယ်။ဓာတ်ထီသလား။မီးလောင်သလား။စင်းမြစ်ကိုသွေး9မိနစ်ပဲ9မိနစ်ပဲ။သွေးလဲတိတ်ဒဏ်ရာလဲပြောင်း။လာပါဘသူစမ်းကျင်တယ်လဲဝင်ခဲ့ပါ။လူတွေကမွေးကိုကြောက်သဖြင့်ဝိုင်းအတွင်းမဝင်ရဲ့ကလေးမလေးကထလာသည်လက်ကွင်းကိုချထားလိုက်ပြီးလွေအိတ်ထဲကတကောက်ပါလေးတစ်လုံးကိုထုတ်ကဖွင့်လိုက်သည် အထဲမှကမုံးမြင်များကိုလက်နှင်ဖွာလိုက်သည်ပို့အသက်ကိုနှမျောသူတွေအိမ်နိုင်ဆောင်တာဖះစင်မော်တင်တာမွေးနဲ့กินလုံးဝမလာစေရဘူးတခုခုထိခိုက်ရင် သွေးလင်းလိုက်ယူပြစ်တယ်လို့ပြောက်စေရမယ်အများကြီးမရဘူးတခုမှငတ်မှုပဲလိုချင်သူများကိုသမီးရေလက်ရောက်ပေးလိုက်ပါကွယ် ်ကလေးမလေးကလူတွေကိုဝိုင်းပက်ပြီးစိတ်ညစ်ရောင်သည် လူကြီးကခါးကြဲထဲမှ ကျူရိုးပလွေလေးကို ထုတ်လိုက်ပြီးမှုတ်လိုက်သည်ရှိရှိရှိငွေကြီးကပပင်းကိုချလိုက်သည်တကောက်ပါးလေးကိုအလိုလိုဝင်ပြီးတွားခွေနေသည်သူတကောက်ပါကိုပိတ်လိုက်ပြီးကျိုးပြန်ချီလိုက်သည်။မွေးအလံပဲပွဲပြီးသွားပြီ။ လေးမလေးကသူ့အဖေထံပြန်လာပြီးရောင်းရငွေများကိုအပ်သည်။မွေးလမ်းမဲဆရာကဘူဓာထဲပြန်ဝင်သွားသည်။သူတို့အသားဖောက်ကိုထမင်းကျွေးလိုက်သည့်ဆိုင်သို့သွားကပတ်စံသုံးချက်သွားပြီးသည်။ရပါတယ်ဗျာကို့မမအချင်းချင်းကူညီတာပါ။သူ့အိတ်ထဲမှာဆေးမြစ်တစ်ခုထုတ်လိုက်သည်။ရော့ပါညီလေးကိုလက်ဆောင်ပေးတာ။ ဝေကရင်ချက်ချင်းသွေးလင်းလိုက်တက်တာသွားမယ်ထိုသူစင်းမြင့်နှင့်ပတ်စံကိုယူလိုက်သည်မွေလမ်းမဲဆရာကစိုက်ကားခေတ်ကိုသွားပြီးစိုက်ကားတစည်းကိုသွားမိသည်ဒီမျိုးကအောင်ပင်လေចောင်းတိုက်ကိုဘယ်လောက်ပေးရမလဲအရှိအောင်ပင်လေလားအနောက်အောင်ပင်လေလားအောင်ပင်လေပဲတည်တယ် စာသင်တိုက်လားတောကြောင်လားစာသင်တိုက်တော့မဟုတ်ဘူးဗျတောကြောင်မင်းဒါဆိုရင်အနောက်တော်ထဲကဥဟာဒိသကျောင်းမဖြစ်မင်းဟုတ်တယ်ဟုတ်တယ်ဥဟာဒိသစီသွားမင်းဘယ်လောက်ပေးရမလဲဝေးတယ်ဗျနှစ်ချက်တော့ပေးရမင်းပေးမယ်ဗျာပို့ပေးထိုစဉ်ဘူရာတဲကလူတွေလူတယောက်ကိုပွေချီကပြေးစင်းလာကြသည် စိုက်ကားစိုက်ကားအမြင်မြန်လေးဘာဖြစ်လာတယ်လဲဘာဖြစ်လို့လဲမိသေးပုံနဲ့လက်သွားနိုင်လိုက်တာမွေးပေါက်လိုက်လို့မွေးတွေ့လားမွေးပမာလဲမတွေ့တော့ဘူးထုဆန်းလိုက်တာပူလာတဲ့မွေးရောက်လာရတယ်လို့မွေးလမ်းမဲ့စရာကလူကြားတဲ့တိုးဝင်လာပြီကျွန်တော်ကြည့်ပြရစီဟုပြောလိုက်သည် ကိုထမင်းမယောင်မဲမယိုင်းစွာပြောခဲ့သောမူသည်ဖြစ်နေသည်။မွေကြိုက်တာဆိုရင်တော့ကျွန်တော်ကပေးနိုင်ပါတယ်။သူ့တိုက်ပုံအင်ကြီးထဲမှာဆင်းမြစ်တစ်ခုကိုထုတ်လိုက်သည်။ပါဇက်တဲထဲကဝါလိုက်ပြီးမူသည်လက်ကွာကြားမွေပေါက်သည့်နေရာကိုအုံလိုက်သည်။၅မိနစ်ခန့်အကြာတွင်မူသည်မျက်လုံးပွင့်လာသည်။ဟဲ့ကောင်ငါမင်းတို့မမရိုက်ပါဘူးသိလား။ တော့တော့ခုပြောလိုက်သည်ဘူဒီကထရက်လိုက်ပြီးသူ့တပည့်များနဲ့အတူဘူဒါထဲပြန်ဝင်သွားသည်သူစိတ်ကားသမားကိုကဲသွားကြရအောင်ခုပြောလိုက်သည်စိတ်ကားသမားကခမည်းကိုကျွန်တော်ကစေးညာရောက်နေထင်းနေတာပေးစမ်းပါကျွန်တော်လည်း၃ခုလောက်၄ခုယူပြစိတ်ကားခါနဲ့နှိမ့်လိုက် ဆရာကြီးကစင်းစီရလားဆိုပါတော့အချောယောဂါတွေရောကုသသလားခီးသွားသမားတော့ပါလမ်းမှာတွေ့ရင်ကြုံတလို့ကုတယ်အင်းအောင်ပဲလဲဆရာတော်ကလည်းစင်းစွမ်းတယ်လို့နာမည်ကြီးတယ်အဲ့ဒါကြုတ်เสียပဲသူတို့ဘုန်းကြီးเจ้าအိုကြီးတเจ้าရှိကိုရောက်လာသည်เจ้าနဲ့အတိနင်းလေး เจ้าเนี่ยกูบดูมาไม่ဝင်เยบูเปียဒီเจ้าก็มวยป้อเด้โลนำแม่จี้เด้เสี่ยรอจี้ก็มวยรีมวยด่าล่ะโลပြောด่าเบ้ย่อบาดีมาซิ่เมงาด่าขะมย่ากูตะด่าปูไปไล่เด้ก้าวน่ะปอไสกาตมาเปลี่ยนแห่ตัวดีมวยลำเมเสียหนิตุตมีเลโตผาจี้ก็ตะแฟคลีตะแฟซวยก็เจ้าเนี่ยกูဝင်ตัวดี ရှင်ဘုရားဆရာတော်ဘုရားဟဲ့ဘသူတွေလဲဘိုးကောင်းပါဗျာအော်ဘိုးကောင်းလားကျောင်းမော်ကိုတက်ခဲ့သူတို့သားဖားနေရောက်ကျောင်းမော်တက်ပြီးဆရာတော်ကိုဥချလိုက်ကြသည်မင်းဘယ်ကနေရောက်လာတာလဲအညာတခွင်ပတ်စံသွားရှာတာပါဗျာအဆင်မပြေခဲ့ပါဘူး ဲ့ဒါသမီးလေးနဲ့ရွာကိုပြန်မလို့ဖေရဒီတညလောက်တော့เจ้าမှာခិតတာတဲခုပြရစီဒါကံပဲမဟုတ်လားမှန်ပါဖေရသမီးတောင်ကြီးလာမှာပဲတင်မဖေရအေးစားခဲ့ပြီပြီလားเจ้าမှာတော့ငပြောသေးပဲရှိတယ်စားခဲ့ပြီပါပြီဖေရတော်တော် ဟိုးစိုးစားဆောင်ထဲမှာသွားနေကြသူတို့ထပ်သွားမြည်အပြုတွင်ဖိုးကဖះည7နာရီကျော်ရင်ငါစီလာအောင်ငါတွေ့ထားတာပြမယ်တင်မဖះဥပိုးကောင်းနေမက်ကန်ဘဲတို့ထွက်သွားကြသည်စွန်စားစည်ရက်တွင်ကပ္ပိယကြီးကစောင့်နေသည်မက်ကန်ဘဲကိုငှပြောသည်တစ်ဖီးချကြွေသည် ဥပိုးကောင်းကလည်းတလုံးယူစားသည်။သမီးအိတ်တော်အဖေရောအဖေလည်းခဏလောက်မေးလိုက်အောင်မေး။သမီးဘာလဲအဖေညကြရင်အဖေဘာပုံးနဲ့သွားတွေ့မေး။သမီးအိတ်နေနိုးလဲထမလာနဲ့။ဆက်ပြီးအိတ်နေရမယ်ကြားလား။အဖေကဘာပုံးနဲ့ဘာသွားလို့မှလဲ။ မမေးနဲ့သမီးအဖေတို့မှာအကြောင်းကိစ္စတွေရှိတယ်သမီးဘာပုံးစီကိုဝင်လာလဲဒါကြောင့်မေဒီနေ့လပြည့်နေပဲကွယ်အဘဒီအချိန်ကိုစောင့်နေတာအချိန်ကရောက်လာတာပဲဘာပုံးကလူလူလာလာခေါ်ရဲဆိုတော့အဖေပညာတစ်ခုတိုးတော့မေသမီးအိတ်တော့နော်ဟုတ်ကဲ့အဖေညာစနနာရီမတို့မီဥပိုးကောင်းတယောက်ထထသွားသည် မကန်ဘေကသူ့ဘေထသွားသည်ကို သိနေသည်သူ့ဘေသွားသည့်နောက်ကိုတိတ်တိတ်လေးလိုက်သွားသည်ဥဖိုးကောင်ကကြောင်းပေါ်တက်သွားသည်ခဏအကြာတွင်မိရင်ကင်ထားသည့်ပဖုံးနှင့်တူကြောင်းပေါ်ကပြန်ဆင်းလာကြသည်မကန်ဘေကမကြီးပင်ကြီးနောက်မှပုံပြီးကြည့်နေသည်ပဖုံးနှင့်အဖေတို့တင်ပြက်ကြီးဘက်ကိုထွက်သွားသည်တင်ပေးတွင်တဲကြီးတစ်လုံးရှိသည် သူတို့တဲတကားကိုဖွင့်ပြီးဝင်သွားကြသည်ထို့နောက်တဲတကားကိုပြန်ပေးလိုက်သည်မကန်ဘေကခလေးဖြစ်တော်လဲစူဇန်စိတ်အလွန်ကြီးသည်တဲအနီချင်းကဲပြီးအတွင်း၌ဘာတွေဖြစ်နေသည်ကိုချောင်းကြည့်လိုက်သည်အဖေနှင့်ဘာဘုံကြီးကဖိုးထိုးနေကြသည်အဖေကဖိုးကျူးကိုဆွဲနေသည်။ဘာဖုံကပါဇက်မတူးတူးယူရင်း ဖိုးထဲသို့ခါးထဲတွင်လိန်ထားသည့်တစ်ခုကို ပြစ်ထည့်လိုက်သည်မိတွေဝုန်းကနေထတ်တောက်သွားသည်ဘုကောင်ဖះတဲပတ်ဝန်းကြီးကိုထွက်ကြည့်စမ်းဘသူမှမရှိဖို့အရေးကြီးတယ်တင်မဖះမကံဘေကတဲပြီးမှအပြေးကလေးထွက်ပြီးတင်ပြက်ကြီးအနီးတွင်သွားပုံနေသည် သူ့အဖေကတဲတဲမှမိရင်လေးကိုကင်ကာထွက်ခဲ့သည်ထို့နောက်တဲဘေးကိုရှောက်ကြည့်သည်အဖေကသူ့ပုံးနေသည့်တိမ်ပြက်စီသို့တန်တက်မတ်မတ်လာနေသည်ထို့နောက်တူတူလေးသမီးနေရှိနေတာသိတယ်ဘယ်မှာလဲခုမိသည်မကန်ပဲအမောင်တဲကထွက်လာသည်ဘာဖြစ်လို့လိုက်လာတာလဲ ဖေကိုစိတ်မချလို့အဖေဘာမှမဖြစ်ဘူးပြန်တော့ဒီမှာဟောတာကိုယူသွားမိုးလင်းရင်အဖေပြန်လာမယ်တမီဒီတက်လုံးကိုတင်တာအဖေကိုနောက်မှပြန်ပြီးသွားတော့မကံဘဲကလှည့်ထွက်လာသည်သို့တော့မကြီးပင်ကြီးပင်မှသူ့အဖေကိုချောင်းကြည့်နေမိသည်အဖေပေးလိုက်သည့်တက်လုံးကိုလက်ထဲတွင် ဆုပ်ထားမိသည် မကြမီတဲစီမှဝုံးဆိုသည့်အတန်ကြီးနှင့်အတူမိခိုးလုံးကြီးတွေ တက်လာသည်အဖေနှင့်ဘဘုံပြေးထွက်လာသည် မကန်ပေလေကြောက်ကြောက်နှင့်စွန်းစားစရက်ကိုတက်ပြေးသည် အဖေက သူ့ဘေးတွင် လာလဲချလိုက်ပြီးသမီးအဖေကိုတက်လုံးပေးဟုပြောလိုက်သည်မကန်ပေက သူ့ဖေလက်ထဲကိုတက်လုံးထည့်ရင်း ဘာဘုံရောဘာဖြစ်သွားသေးလဲတမီချောင်းကြည့်နေသလားဟုတ်ကဲ့ဘာမှမဖြစ်ဘူးအဖေတို့ချမ်းသာတော့မယ်တမီဒီမှာဓာတ်လုံးရခဲ့ပြီဘာလို့ချမ်းသာမှာလဲဟင်အဖေတို့မိုးမလင်းခင်ဒီကထွက်သွားရမယ်ကြားလားတမီမအိနေတော့မိုးလင်းသွားလို့မရဘူးအဖေတို့ဒီကအမြန်ထွက်သွားရမယ်ဟုတ်ကဲ့ ။မိကနေဖြစ်သွားသောမကန်ဘဲကိုသူ့အဖေကလှုံ့နှိုးလိုက်သည်။တမီးဟောမမခောက်မီထွက်ရမယ်ထတော့။သူတို့အထုပ်တွေဆွဲကတိတ်တိတ်လေးကျောင်းပေါ်ကဆင်းခဲ့ကြသည်။ကျောင်းပေါ်ဝရောက်ခါနီးတွင်ဘိုးကောင်ဆိုသည်အတန်ကိုကြားလိုက်ရသောကြောင့်မကံပဲတုံငနေဖြစ်ကအဖေကိုဖတ်ထားလိုက်မိသည် ဆရာတော်ဘုရားကကျောင်းဝတွင်ခါထောက်ပြီးမိရင်ကိုယ်ကိုင်က သူတို့ကိုကြည်နေသည်မင်းသစ္စာမဲလာကြည်လားလောက်ရက်တယ်လောဘလောဘပူပိုးကောင်ကဒူးထောက်ထိုင်လိုက်သည်နတ်ကံဘေကလည်းထိုင်လိုက်ပြီးလက်အုပ်လေးချီထားလိုက်မိသည်တပည့်တော်ကို ခွင့်လွှတ်တော်မူပါဗျာတပည့်တော်တို့တသက်လုံး ဆင်းရဲစွာနေထိုင်ခဲ့ရပါတယ်ဗျာ။သမီးလေးကိုကြောင်းတောင်မထားနိုင်ပါဘူးဗျာ။တခါလောက်ချမ်းသာစွာနေခြင်းလို့ကြံမိပါတယ်ဗျာ။နင်ကံငါးဝါးထဲကတပားချိုးဖောက်လိုက်ပြီ။နင့်စေးမစွန့်တော့ဘူး။နင်ကတသက်လုံးထင်းခဲ့သမျှကိုဒီဘာမဟုတ်တဲ့ဓလုံးနဲ့လက်လိုက်တာပဲ။ဘူဘောကောင်ကသူ့တိုက်ပုံအိတ်ထဲကတိုက်ပုံဘွားနဲ့ထုတ်ထားသည့်တက်လုံးလေးကို ဆရာတော်အားပြန်ပေးလိုက်သည်ဆရာတော်ကယူပါနေနဲ့ထက်တယ်ထင်ရင်ယူသွားပါတပည့်တော်မှားပါပြီဗျာမယူတော့ပါဘူးဗျာတပည့်တော်တခိုးဖြစ်သွားပါပြီဆရာတော်ကတလုံးကိုယူလိုက်သည်မကံပဲရှေ့တိုးစမ်းဟုပြောလိုက်သည် မကံဘဲကကြောက်လွန်တော့ကြောင်းသူ့အဖေကိုဖတ်ထားသည်။သွားလိုက်သမီး။မကံဘဲကရှီတိုးကဆရာတော်နီးတွင်ဒူထောက်လိုက်သည်။သမီးလက်ပေးစမ်း။မကံဘဲကညာလက်ကိုဆန့်ပေးလိုက်ရာ။ဘဲလက်ပေးသမီး။ဆရာတော်ကသူ့ခါးစီမတစ်ခုကိုဆွဲထုတ်လိုက်သည် တတဲခွန်ရွယ်ရွှေပြားလေးတပြားဖြစ်သည်ဆရာတော်ကမကံမဲနီးကိုကတ်လာကလက်မန်းကို ဖြောင်းကနေမြည်အောင်ပုတ်လိုက်သည်ဆရာတော်လက်ထဲကရွှေပြားပျောက်သွားသည်ဖိုးကမင်းမှဘာအစွမ်းမှမရှိတော့ဘူးမင်းသစ္စာဖောက်တယ်ဒါကြောင့်မင်းအစွမ်းတွေပျောက်ပြီသမီးလေးဖေဟာနောက်ဆိုရင်သမီးဖေအလုပ်တွေကို မီးပဲဆက်လုပ်ပါမှန်မဖေဟာတွားကြတော့ဘိုးကောင်မင်းမျက်နှာနောက်ဘယ်တော့မှမတွေ့ကျင်ဘူးဦးဘိုးကောင်ခေါင်းငိုက်ဆိုင်ချကသမီးလေးကိုလက်ဆွဲပြီးထွက်လာခဲ့သည်အဖေဘာဖြစ်လို့ဘာပုံးစီကတလုံးကိုခိုးရတာလဲအဲ့ဒီတလုံးပိုင်ရင်ချမ်းသာပြီသမီးရဘာဖြစ်လို့ချမ်းသာမှာလဲ မီးအဖေတို့မှအဲ့ဒီတက်လို့ရှိရင် လို့သမ ्या လဲအောင်မယ်ကြံသမ ्या လဲအောင်မယ်ဘာပြောပြောရတော့ချမ်းသာပြီအခုတော့အဖေဆွမ်းတွေကိုပါ ဆုံးရှုံးလိုက်ရပြီဘာဆွမ်းတွေလဲဖေအဖေမွေးအလံပဲပြဆလို့မရတော့ဘူးပြီးတော့အဖေဆေးကုလို့လည်းမရတော့ဘူးအဖေဆေးမလိုက်တော့ဘူးသမီးကိုပဲအားကိုးရတော့မှာအဲ့ဒါဘာကိုပြောတာလဲအဖေ အဖေမွေးကြီးကိုကိုင်းလို့မရတော့ဘူး။သမီးဆက်လို့ရမယ်။အဖေက သမီးကိုကူညီလို့ပဲရတော့မယ်။မွေးကိုကိုင်းလို့မရတော့ဘူး။ဆေးကတော့သမီးဘယ်လောက်စွမ်းတယ်လဲဆိုတာလက်တွေ့မှာပဲသိမယ်။သမီးကမွေးကိုကိုင်းရမယ်ဟုတ်လား။ဟုတ်တယ်။အဖေပြောတော့16နှစ်ပြည့်မှာဆို။ခုဘာဘုံကသမီးကို တိတ်တိတ်တင်ပေးလိုက်ပြီ။ ခိုင်ပုံးရွှေပြားလေးကသမီးနှမောင်းတဲကိုရောက်သွားသလားဟုတ်တယ်အဲ့ဒါသမီးကိုအတိမတ်ပြုတ်လိုက်တာဘယ်သူကအတိမတ်ပြုတ်လိုက်တာလဲအဖေအဖေတို့ကအာနဗျာတိတ်ကမခိုင်ဝင်တွေပဲသမီးအဖေတို့ခိုင်သားတွေကမွေးနိုင်နေစေကူတယ်တိုင်းပြည်ကိုဒုက္ခပေးနေတဲ့သူတွေကို အဖေတို့ကမွေတွေနဲ့လိုက်တတ်တယ်။ဘာဘုံကအချုပ်ပဲ။သူအဖေတို့ကိုပညာသင်ပေးတယ်။ ခုတော့သမီးမှာတဝန်တစ်ခုရှိသွားပြီ။ပြည်သူတွေကိုဒုက္ခပေးနေတဲ့သူတွေကို သမီးနဲ့သမီးဟန်နဲ့တတ်ရတော့မယ်။သမီးလူမတတ်ချင်ဘူးပဲ။သမီးလေတချိန်ချိန်မှာသမီးတက်ဖို့ခန်းစားချက်တွေဖြစ်လာရင်တက်ပါသမီး။ဒါပေမဲ့တခုပဲတတိထားပါ။တတ်တဲ့သူဖြစ်ပါစေ။သူတို့ဈေးထဲကိုရောက်လာကြသည်။ လူစီကားသည့်နေရာတွင် ဥပိုးကောင်ကသူသမီးကိုလက်ဆွဲထားလိုက်ပြီးသမီးကို ပထမဆုံးစမ်းသပ်ရမယ့်ပွဲပဲသမီးကဘာလို့ရမှာလဲအဖေအဖေနဲ့သမီးနေရာလဲတာပဲသမီးအဖေက လက်ကွင်းကိုင်းဆင်းရောက်မယ်သမီးကမွေးကိုကစားပြလက်ကိုဓာတ်နဲ့လှီးဆေးလူပြအဖေလို့တလို့လိုက်လို့ယုံမယ် မွေလံပဲပြတ်ရသည့်အလုတ်ကသူ့အတွက်အဆမ်းမဟုတ်အဖေနှင်းတွဲလာသည်မှာနှစ်နှစ်ခန့်ရှိနေပြီဖြစ်သည်အဖေဟန်အတိုင်းကောင်းကောင်းလုပ်နိုင်ခဲ့သည်လူတွေက ခလီလီတော်လိုက်တာဟုပြောကပူပြီးအပေးသည်အဖေထက်ပင်ပတ်စံတွေပူရအောင်ရှာနိုင်သည်အဖေကစေးပဲရောင်းနိုင်သည်သူ့ကိုချစ်သည်ဖြင့်စုချသောပတ်စံတွေကပုံများသည်အဖေ ပဆန်တွေအများကြီးပဲနော်အေးအဖေထက်သမီးကပဆန်ပိုရှာနိုင်တယ်အဖေတို့ရွာပြန်ကြမယ်အဖေကလေပဆန်ရှာနိုင်မှတော့ရွာကိုဘာလို့ပြန်ရမှာလဲသမီးတို့ထက်ရှာမယ်မဟုတ်ဘူးသမီးသမီးအမေစီကို ပြန်ရအောင်မယ်ဒါပေမဲ့ဒီနေ့တော့မဟုတ်ဘူးမနေ့ပြန်ပါထိုနေ့တွင်သားဖားနေအောင် ဖျားကြီးပေါ်ရှိဇရက်တွင်အိယံစီစဉ်ကြသည်ဥပိုးကောင်းကထမင်းထုံများစားတော့ပြီးနောက်သမီးကိုမှားသည်သမီးအဖေကခိုးမှုကိုကျွလွန်ထားမိပြီဆိုတော့မထူးတော့ဘူးဖားဖုံးစီကတက်လုံးကိုရအောင်ခိုးရတော့မှာပဲအဲ့ဒါမရပဲအဖေမပြန်တော့ဘူးဒါကြောင့်သမီးကိုဒီနားကသီလရှင်ကျောင်းတကျောင်းမှာအပ်ခဲ့မယ်။အဖေမနဲ့အစောကြီးပြန်လာမယ်။ အဖေမလုပ်ပါနဲ့ဖောက်ဖုံးကိုအားနာပါတယ်ပြီးတော့အဖေကသမီးကိုဒီလိုပြောလိုက်မှသမီးလည်းတခိုးနဲ့ကြံရပါဖြစ်နေပြီကောင်းနိုင်မအောင်မလားသမီးရဲ့အဖေဒီကိုလာတာတလုံးကြောင့်ပါအဖေတို့ရမှဖြစ်မှာအဖေမချမ်းသာရင်လည်းနေပါစေသမီးဖြစ်တယ်လို့ရှာကြွေးပါမယ်ဒါပေမဲ့မခိုးပါနဲ့အဖေရဲ့အဖေဆုံးဖြတ်ပြီးပြီ ထိုနေ့ည9နာရီလောက်ကလေးကအဖေထွက်သွားသည် မက်ကန်ဘယ်တယောက်ဘာလို့လို့လို့ရမှန်းမသိဖြစ်နေသည်သူကြောက်အောင်ရှိအခန်းလေးတစ်ခန်းတွင်တယောက်တည်းနေရသည်စိတ်ပြက်စွာဖြင့်တကောက်ပါကိုဖွင့်ကငွေကိုရေးတိုက်သည်ငွေကခါတိုင်းဖွင့်လိုက်လျင်ခေါင်းထောင်နေကြဖြစ်သည်သို့တော်ခွေနေသည် သူရည်နှင်းနှုတ်ခွက်ကလေးကိုအပြင်တွင်ချပေးပြီးအစာကျွေးနေသည် အဖေကဘာဘုံးစီကိုသွားပြီငါဘာလို့ရမလဲမိနန်းရင်ဟိုစိတ်ပြက်စွာမွေကိုပြောလိုက်သည်မွေကြီးကချက်ချင်းပြင်းထောင်လိုက်သည်နင်းသည်လားအဖေကဘာဘုံးစီကတက်လုံးကိုသွားခိုးနေပြီနင့်စရာကိုနင်မတားနိုင်တော့ဘူးလားမွေကြီးကချက်ချင်းပြင်းထောင်နေသည်ကိုချလိုက်ပြီးကြောက်အောက်ကိုဆင်းသွားသည် ဟဲ့ဘဲဝိုသွားမှာလဲပြန်လာခဲ့မကန်ပဲကြောက်အောင်ဆင်းလိုက်တော့လဲမွေးကိုမတွေ့တော့အဖေကမနဲ့မိုးလေးမှပြန်လာပြီဆိုသဖြင့်မကန်ပဲအိတ်လိုက်သည်အိမ်မက်ထဲတွင်ဘာဖုံးကတောင်ဝဲတစ်ချောင်းနှင့်သူ့ကိုရိုက်ရန်ပြင်နေသည်သူထထိုင်လိုက်မိသည်ဟဲမိုးတောင်လေးနေပြီ မကံပဲအိတ်နေရာမှာထလိုက်ပြီးတကောက်ဖာကိုသွားကြည့်သည်။ငွေကြီးကပြန်ရောက်ပြီး ခွခွေးလေးညင်နေသည်။မိနံနင်ဘယ်တော့ကပြန်လာလိုက်တလဲ။သူကြောင်းအောက်ကိုစင်းပြီးကံလေးနီးတွင် စားပြန်သွားတိုက်ကမျက်နာတင်နေစဉ်။တောင်ရှိ၌ဆက်ကားနှစီစိုက်လာသည်။ဟာဘဘူးမကံပဲပြေးထွက်သွားသည်။ ကဘုံကစိုက်ကားပေါ်ကဆင်းလိုက်ပြီးတောင်ဝင်းကိုကင်ထားကစိုက်ကားသမားများကိုပြောလိုက်သည်ခိုခွေးကောင်ကိုတွတ်တွဲလိုက်နောက်စိုက်ကားတစ်စီးပေါ်တွင် သူ့အဖေအဖေအဖေဘလို့ဖြစ်တာလဲတမီးအဖေလေးဖြတ်သွားပြီ ကိုတချမ်းလေးဖြတ်သွားပြီဒါအဆပဲရှိသေးတယ်တမီးသူ့ကိုရွာပြန်ခေါ်သွားတော့ ိတ်ကားသမားတွေကလက်ကံမဲ့အဖေကိုကျောင်းရှိကုပြစ်ပေါ်တွင်ချထားခဲ့သည်။ဆရာတော်ကပြန်ခါနည်းတွင်တမ်းပဲလာအောင်။မမဖေ။ညကသမီးလွတ်လိုက်တဲ့အထောက်တော်ရောက်တယ်။ပါပုံလေသိပါတယ်။သမီးအဖေရုပ်မာတော့မယ်ဆိုတာ။ဒါပေမဲ့သူပြိုးတဲ့တန်သူပြန်ခံရမယ်။ရွာကိုပြန်ခေါ်သွားတော့တင်မဖေ။ နားဆင်အားပေးခဲ့ကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်ကျေးဇူးတို့အပိုင်း၆မှာပြန်လည်ဆုံတွေ့ကြမယ်နော်